Hello အားလုံးပဲမင်္ဂလာပါဘူဝမချင်းကနေကြိုဆိုပါတယ်ဆိုတော့ပိုလန်နဲ့네덜란드ရှင်ပြိုင်ကစားကြတဲ့ကဘာပလာချစ်စစ်ပွဲမှာတစ်ဖက်ကတကူးစီတည်ကြသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီညမှာတော့ပွဲနှစ်ပွဲကြည့်ခဲ့တယ်ပြောတော့ဒီနိုင်ငံပွဲစဉ်တွေအများကြီးရှိတယ်ပေါ့အတိုင်းမျိုးဂျာမနီပွဲကြည့်တယ်လက်ရှိဒီပွဲကြည့်တယ်ပေါ့နှစ်ပွဲပဲကြည့်ခဲ့တာဆိုတော့1-1တည်ကြတယ်ဆိုတော့စိတ်ဝင်စားဖို့ကျွန်တော်တို့ကောင်းတယ်သူဒီပင်း네덜란드ကပိုလန်ကအခွင့်အရေးကျွန်တော်ရှိနေတယ်ပေါ့နော်ဒီကနေ့တွေးကြည့်ရရင်တော့네덜란드ကဘယ်လိုပြောမလဲဒီပွဲ1-1တည်ကြခဲ့တဲ့အခါကျတော့ ဘာဘလာချီစီပွဲအောင်သွားပြီလို့ကျွန်တော်ပြောလို့ရတယ်။ဒါပေမဲ့ technically ကတော့မအောင်သေးဘူးပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့အချီနီတီရကသူတို့အောင်သွားပြီလို့ကျွန်တော်ပြောလို့ရတယ်။ဘာလို့လဲဆိုတော့လက်ရှိမှာ Netherlands ကပိုလန်နဲ့1-1တည်ရကြတယ်သူတို့အုပ်စုကြီးမှာပေါ့နော်။အတည်ရကြတော့သူတို့ဒီနောက်ထပ်တပွဲကစားရအောင်ပါပါ။အဲ့ဒီပွဲမတိုင်ခင်မှာ18မဲ့သူတို့ရထားတယ်။ပိုလန်က14မဲ့ရထားတယ်။ Finland က10မဲ့နော် Malta က9မဲ့ပါညာပေါ့။ဆိုတော့ပြောရရင်အကယ်လို့ပေါ့နော်။အဲ ပိုလန်ကနောက်ပွဲမှာသူတို့မော်တာနဲ့တွေ့မှာပေါ်တာပေါ်တာလည်းနော်ပိုလန်ကမော်တာနဲ့တွေ့တော့အဲ့ဒီပွဲကိုနိုင်မယ်ပြီးရင် Netherlands ကလည်း Lithuania လာလာ Lithuania ကိုကျွန်တော်တို့ဒါရှုံးမယ်ဆိုလို့ရှိရင်ဗျာနော် Lithuania ကိုရှုံးမယ်ဆိုလို့ရှိရင်တော့ပိုလန်အတွက်အခွင့်အရေးရှိတယ်သို့တော်လည်းပဲအခွင့်အရေးကအဲ့လောက်တော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့ပိုလန်ကကျွန်တော်တို့ဗော်ဒီကမ္ဘာပလာခြေစစ်ပွဲကို playoff တွေပါတယ် ဟိုဘယ်လိုပြောမလဲကြော်ပြီးတော့ဓာတ်ရိုက်အောင်ဖို့ဆိုရင်ပေါ့နော်နယ်သာလန်ကလီတူရီးနီးယားကို၄ခုပြတ်နဲ့ရှုံးရပြီးတော့ပိုလန်ကကျွန်တော်အနေနဲ့မော်တာကို၁ခုပြတ်နဲ့ကျွန်တော်နိုင်မှရမယ်ဆိုဒါဟာနယ်သာလန်ယိုးယိုးရှုံးရင်เนาะမဟုတ်သေးဘူးเนาะပိုလန်ယိုးယိုးနိုင်ရင်မဟုတ်သေးဘူးเนาะနယ်သာလန်ကကျွန်တော်အနေနဲ့မော်ဗါလေဒီလီတူရီးနီးယားကို၄ခုပြည့်နဲ့ရှုံးပြီးတော့ပိုလန်ကကျွန်တော်မော်တာကို၁၀ခုပြည့်နဲ့နိုင်မှရမယ် ဲ့ဒါမှပဲကျွန်တော်တို့ဒီနေ့ပိုလန်ကဓာတ်ရိုက်ကဘာပလာခြေစပွဲအောင်မှာပြောရရင်မဖြစ်နိုင်တဲ့အနေအထားမျိုးပေါ့ဗျာ100%မဟုတ်ပြီမဲ့လေလို့99ရာခိုင်နှုန်းလောက်ကိုကျွန်တော်နယ်သာလန်ကဘာပလာခြေစပွဲဓာတ်ရိုက်အောင်ပြီလို့ကျွန်တော်ပြောလို့ရတယ်။ဒါဆိုတော့ technically တော့မအောင်သေးဘူးပေါ့နော်။အဲ့ဒါကြောင့်ဒီပွဲကပြပြောမလဲနယ်သာလန်အတွက်မဟုတ်ဘူးပေါ့နော်။ဒီပိုလန်အတွက်ကသူတို့အိမ်ဝင်းမှာကစားတဲ့ပွဲမဝါစောမှာကစားတာထင်ပါတယ်နော်။ဆိုတော့တော်တော်လေးကိုအရေးပါခဲ့တဲ့ပွဲဖြစ်ခဲ့တာ။အဲ့လိုအရေးပါခဲ့တဲ့ပွဲဖြစ်ခဲ့သည့်တိုင်အောင်ပဲ တော်တော်လေးကောင်းတဲ့ performance ကိုသူတို့ပြပြီးတော့တုံ့ပြန်သွားတယ်နယ်သာလန်ကိုနယ်သာလန်စာတော်တော်လေးအခြေအနေကောင်းပါတယ်ပြောရရင်သူတို့ပိုင်ဆိုင်ထားတဲ့လူစင်းတွေဘာတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးကောင်းနေတယ်မှာပါတယ်ပေါ့နော်အဲဒါပေမဲ့လို့အင်ရှင်ပူလန်ကသူတို့ဒီပွဲအ ਨੇ ဆုံးတော့အမှတ်ရမှဖြစ်မယ်ဆိုတဲ့အခြေအနေမျိုးမှာသူတို့ကရအောင်လုပ်ခဲ့ရတာသူတို့ပြင်အဲအုတ်ဒီလက်ရှိအုပ်စုတွေမှာကဗျာဒီလားအုပ်စုဝင်တာတယောက်တသိန်းပဲတိုက်ရိုက်တက်ခွင့်ရတာဆိုတော့ဒုတိယနေရာက အသင်းတွေက ပလေးအော့ဖ်တွေပါနေကြံရသေးတာဆိုတော့ခါကျတော့ပိုလန်တွက်ကလည်းပလေးအော့ဖ်ကနေတဆင့်သူတို့ကမျှော်လင့်ရမှာအဲ့ဒီတော့ပိုလန်တွက်ကလည်းဒီပွဲကပေါ့နော်အနည်းဆုံးတော့အိမ်ဝင်မှာမရှုံးဖို့တော့လိုတယ်ဆိုတော့ကျတို့ကတရေကြောက်အောင်ကျတို့ကစားသွားတယ်ပိုလန်ဟာအများကြီးပူကောင်းခဲ့တယ်လို့ကျတို့ပြောလို့ရတယ်ပူပြီးတော့အန်ဒီရဲ့ပြီးနိုင်ခဲ့တယ်လို့ကျတို့ပြောလို့ရမယ်အဲပိုလန်ရဲ့ဘက်ကတမ်ပီနီပါတွေကနေတဆင့်သူတို့ဒုက္ခပြီးသွားတယ်ရောဘတ်လီဝနော့စကီနဲ့အချိတ်ဆက်ကနေတဆင့်ကီမင်စကီကကျတို့က43မိနစ်မှာဥဆောင်ကိုကျတို့တွင်းသွားတယ် နော်ဒါဂိုသူမရဲ့ဘာဘလူဂျန်ရဲ့ပေါင်ကြားတဲ့ကနေကွက်တီကိုကျွန်တော်တွင်းသွားတာပေါ့နော်လီယိုနော့စကီပြလိုက်တဲ့အလုံးကလည်းတော်တော်ကောင်းပါတယ်ပြည်လင်းချောင်းတဲ့ကိုဖျောက်နေရပဲတော်တော်ကောင်းတဲ့ဂိုးပါဆိုတော့ Netherlands ဘက်ကတော့ဒီပိုင်းကကျွန်တော်အနေနဲ့ပေါ့နော်ဒီချီပါကိုကျွန်တော်တွင်းသွားတယ်ပေါ့နော်မဖြစ်မနေရအောင်လှုပ်လိုက်ပြီးတော့ဒီပိုင်းကတော့ဘလောက်ပဲသူ့သူဘရာဇီးကလပ်ဒီမှာသွားကစားနေပါတယ်ပဲပြောပြောပေါ့နော် Ronald Koeman အတွက်တော့အရေးပါတဲ့တိုက်စစ်မှုတစ်ယောက်ကျွန်တော်ဖြစ်နေတော့မယ် ဒီပွဲမှာလည်းသူအနေနဲ့ဂိုးသွင်းခဲ့ပြီးတော့နောက်ပိုင်းနင်တလန်ရဲ့ပွဲတွေမှာဆိုလို့ရှိရင်တိုက်စစ်မှာသူကအများကြီးကူးသွင်းထားတဲ့နေရာမှာပါတယ်လို့ကျွန်တော်ပြောရမယ်။တောင်မန်တစ်ဖက်မှာဆိုလို့ရှိရင်ကူရီကပူရူဒန်နီယယ်မယ်လန်တို့နဲ့တောင်မန်မှာလုံးဝ fire power ကောင်းတဲ့ကစားသမားတွေကိုတုံးလာတယ်။ကွင်းလင်မှာဆိုလို့ရှိရင် Justin Kluivert ကိုတိုက်စစ်ကိုကျွန်တော်ပေါ့နော် light တဲ့ကစားသမားဖြစ်ထားပြီးတော့ Ryan Gravenberch, Frank De Jong တို့ကိုတုံးလာတယ်။ဆိုတော့အရန်ကိုမှာဆိုလို့ရှိရင်ကျွန်တော်တို့က Rainer တို့လိုကစားသမားတွေနော် Shawden တို့လိုကစားသမားတွေနဲ့ပြောရရင်ရွေးချယ်ကြအများကြီးရှိတယ်ဗျာ။ ဂျာဗီစီမူးစ်တို့ကိုလည်းမတုံးခဲ့ဘူးเนาะနီဒန်အာဂီတို့လားဒီလစ်တို့ကိုကျွန်တော်မတုံးခဲ့ဘူးတောင်ပန်ကနိုဝိုင်လန်တို့ကစားမိုက်လေကျွန်တော်ရှိတယ်ပြောရင်နီဒန်လန်မှာကစားမကောင်းတွေကျွန်တော်အများကြီးရှိပါတယ်ဆိုတော့ဒါကြောင့်ဗောနော်ဒီပွဲမှာကတော့သူတို့အနေနဲ့အဝေးကွင်းကိုသွားကစားတဲ့နေထားမှာတော်တော်လေးဒုက္ခရောက်ခဲ့တယ်ဝမ်ဝမ်သိကြခဲ့ပြီမြင်တယ်လို့ပွဲကိုထိန်းချုပ်ထားတဲ့အောင်ရှိခဲ့ပြီမြင်တယ်လို့ဗောနော်အဲဘယ်လိုပြောမလဲဒီပိပူလန်ဘက်ကပြီးတဲ့ဒုက္ခကိုသူတို့တော့ခံခဲ့ရတာဒါပေမဲ့လေသူတို့တော့ကတော့တည်ရင်တမက်ရခဲ့တာကိုပဲ ကဘာဗလာခြေစီပွဲတိုက်ရိုက်အောင်မှုတွေအခြေအနေကောင်းသွားပြီကျွန်တော်ပြောလို့ရတယ်100%မတိကြသေးပြီမယ်လို့ technically ရကျွန်တော်မအောင်သေးပြီမယ်လို့ Netherlands ဟာကဘာဗလာခြေစီပွဲအောင်သွားပြီလို့ကျွန်တော်ယူဆလို့ရတယ်ညီကလို့ရောဘလို့မင်းညလည်းဒီပွဲနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်အားလုံးကိုခြေစီများကြီးတင်ပါတယ်